မင်္ဂလာပါရှင်တချင်တော့ဒီချိန်ထပ်ပြီးတော့အာ easy uses number format socket in easy number format socket တွေကိုတချင်တို့ easy မှာအလွယ်တကူ easy using เนาะအလွယ်တကူကျွန်တော်သုံးလို့ရအောင်မျှဝေပေးသားမှာဖြစ်ပါတယ်အဲ့တော့ ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်ကဇလက်မှတ်တယ်ဟုတ်ပြီနော်နံပါတ်လေးကိုသွားတယ်ဒီနံပါတ်လေးကကျွန်တော်ဒီဖော်မတ်တွေကိုယူတယ်ဒီလိုမျိုးသွားလို့ရအဲ့လိုမဟုတ်ဘူးကိုကအဲ professional ဆန်ဆန်မြန်မြန်ဆန်ဆန်ပေါ့ဒီလိုမျိုးသုံးချက်နဲ့ဆိုရင်ကျွန်တော်နံပါတ်ဖော်မတ်လေးတွေရဲ့ shortcut လေးကိုတည်ထိုင်ရပါပြီနော်အဲ့တော့ဒီမှာကျန်နမူနာအနေနဲ့ခေကနန်းလေးဆွဲရှာလိုက်မယ်အဲ့တော့ပြီးတော့ရင်တော့ဒီထဲကနေပြီးဒီထဲက control ရဲ့ shift က1ရန်နှိပ်လိုက်မယ် control shift 1ကိုနှိပ်လိုက်ရင်ကျတော့ဘာပြောင်းလဲ number ပြောင်းသွားမယ်เนาะ control shift 1เนาะ f1 မဟုတ်ဘူးเนาะ1ပဲနောက်တစ်ခု control shift 2ကိုနှိပ်မယ်ဒါဆိုရင်ကျတော့ဘာဖြစ်သွားမလဲ time format ဖြစ်သွားပါမယ်เนาะ time format ဖြစ်သွားပါမယ်နောက်တစ်ခု control shift 3ကိုနှိပ်မယ်ဒါဆိုတော့ date format ဖြစ်သွားပါမယ်ရှင်။ဘာဖြစ်သွားမှာလဲ date format ဖြစ်သွားမယ်နော်နောက်တစ်ချက် control ရဲ့ shift ကိုရဲ့နှိပ်မယ်ဒါလို့ဆိုရင်တော့ currency ဖြစ်သွားမယ်ငွေကြေးပုံစံတဲ့မယ်နော် control shift ဖိုးလေးပါနောက်တစ်ခုကတော့ control ရဲ့ shift ကိုချလို့ file ဒါလေးကတော့ရာခိုင်နှုန်းလေးဖြစ်သွားမယ်နော်ရာခိုင်နှုန်းလေးကိုလိုချင်ရင် control shift 5ဟုတ်ပြီနော်1 2 3 4 5အစလိုက်မှတ်လိုက်ပါနော် ဒါတွေကတော့ control shift 6ဆိုလို့ရှိရင် scientist fit ဖြစ်သွားမယ်အောက်က d function လေးเนาะ scientist fit ဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့ခြေတော့ကအဲ1 2 3 4 5 6ပေါ့ဒါလေးကိုမှတ်ထားလိုက်အဲ့တော့ default ကိုပြန်ထားလို့မရဘူးလား default ဆိုရင်ဒီကြောက်ကိုသွားပြောခြေတော့က general ပြောင်းဒီလိုလောက်ရမှာလားမဟုတ်ပါဘူးเนาะ keyboard ကနေပြီးတော့ control ရဲ့ shift ကဲ1ရဲ့ shift ကအတွန့်လေးတက်တာဆိုတဲ့ဟာလေးကိုတစ်ချက်နေပေးလိုက်ပါဒါဆိုတော့ရိုးရိုး format ဖြစ်သွားပါမယ် Uh, control ye shi 1ရဲ့နိုင်မယ်ဆိုရင်တော့ number 2ကိုနိုင်မယ်ဆိုရင်တော့ time 3ဆိုရင် day 4ဆိုရင် currency 5ဆိုရင် person name 6ဆိုရင် scientist အဲ့ဒီ1ရဲ့ရှေ့အထပ်ဒါလေးကိုတစ်ချက်ပြန်လေးလိုက်ပါဒါဆိုရင် channel format ဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့ easy user number format shortcut လေးတွေသိသွားလောက်ပြီလို့ထင်ပါတယ်တကယ်ကတော့ computer queen ရဲ့ founder and trainer တော်နာချက်ကလည်းဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါရောနော်ယခုလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင့် အတွက်အဆင်ပြေစေမဲ့အိတ်ဇဲရှော့ကတ်အိတ်ဇဲအသုံးပြုနီးတိုးတိုးထွားထွားနီးလမ်းများကို နောက်ထပ်နောက်ရက်တင်ကဲစာမှာထပ်ပြီးတော့မျှော်ရပေးတော့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ TikTok Tshare ရဲ့ TikTok Facebook YouTube အကောင့်တွေကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။